ရက်ဖိုးရဲ့နာဂတ်နဲ့ပတ်သက်ပြီးခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချလိုက်တဲ့ United မန်ချက်စတာတိုင်းထက်အသင်းကတော့အသင်းရဲ့အကယ်ဒမီထွက်ငွေဝေးချန်ပေါင်းမာကာရက်ဖိုးရဲ့နာဂတ်နဲ့ပတ်သက်ပြီးပြန်သားစွာဆုံးဖြတ်ချက်ချမှတ်လိုက်ပြီးပဲဖြစ်ပါတယ်။လက်ရှိမှာရက်ဖိုးဟာအင်စတွန်ဗီလာအသင်းအတွက်ကစားပေးနေပြီးခြေစွမ်းကောင်းတွေကိုလည်းပြသထားနေတာပါ။သူ့အနေနဲ့ဒူးချင်းကြော်ဖြတ်မှုတွေ၊ဂိုးရီရတဲ့ဆွဲပြေးဝင်ဖန်ပြီးပေးမှုတွေ၊တောက်ဖြတ်ချိုးဝင်အပြင်ကန်မှုတွေအချင်းချင်းလုံးပြနိုင်ခဲ့ပြီး United မှာလည်းစိတ်မပွားတဲ့ကစားဟန်မဟုတ်တော့ဘူးဖြစ်ပါတယ်။ အခုလိုမျိုးအချိန်ဆွမ်းပြနေနိုင်ပေမဲ့ Redford အနေနဲ့ရာသီကောင်မှာမိခင်ကလပ်ဖြစ်တဲ့ United အသင်းစီပြန်သွားနိုင်ဖို့တော့အချိန်လေးကောင်းမှရှိမနေပါဘူး။အကြောင်းရင်းကတော့ Redford နဲ့ United နေပြ MOR တို့အကြားမှာဆက်ဆံရေးပြိုကွဲသွားလို့ဖြစ်ပါရင် Redford တောင် Instant Villa မှာပဲဆက်ကစားမလား၊သူ့ကိုခေါ်ယူခြင်းနဲ့ PSG Barcelona အသင်းတို့အစီပဲပြောင်းရွှေ့သွားမလားဆိုတာစောင့်ကြည့်ရမှာပါ။စင်မီယိုလက်ဖက်ရဲ့ဖော်ပြချက်အရ United ဟာ Redford ကိုအသင်းအတွက်ပြန်လည်အသုံးပြုဖို့အစီအစဉ်မရှိတော့ဘူးဖြစ်ပါရင် ဒါပေမဲ့ရောင်းချရမှာပြည်ရင်းကလပ်တွေကိုမရောင်းချခြင်းပဲပြည်ပကလပ်တွေစီကိုသာရောင်းချခြင်းရပါအငားတွေပါရင်ချခြင်းတာမျိုးမဟုတ်ပဲအပေးတက်ရောင်းချခြင်းတာဖြစ်ပါရင်ဒါပေမဲ့ Red 4အနေနဲ့အသင်းရဲ့ရာသီကြိုးပြင်ဆင်မှုမှာတော့အသင်းမပြောင်းမရှိမရှိပါဝင်လာနိုင်ခြေတော့ရှိနေပါရင် Red 4ရဲ့နေဆက်တဲ့အတိုင်းဝိုင်းကပြောပြချက်အရကစားမအနေနဲ့လက်ရှိ United မှာရနေတဲ့လဘလောက်ခလားဆိုအောင်ပေါင်3,250,000ကိုချော့ချပြီးယူသွားဖို့ရတဲ့အစီအစဉ်တော့မရှိပါဘူး။ဒါကြောင့်လာမယ့်နေရာဒီမှာသူ့ကိုခေါင်နိုင်မဲ့အသင်းကရှာနိုင်ပါတယ်။ဘာလဲဆိုတော့ဘာစနာကလည်းဒီလဆာနဲ့ Red 4ကိုခေါင်နိုင်မှာမဟုတ်ပါဘူး။ သူတောင်းတဲ့လောက်ပေးနိုင်တာက sorry pro league club တွေလောက်ပဲရှိပါတယ်။ United ဘက်ကတော့ Rafo ကိုရောင်းချခြင်းကနေပေါင်သန်းလေးဆန်ခန့်အလို့ရှိကြောင်း Telegraph ကရေးသားထားခဲ့ပါတယ်။ United အားလာမဲ့နေရာဒီမှာ Alejandro Garnacho, Kobe Mainoo တို့လို Academy ထွက်ကစားမနှိုးဦးနဲ့ဘသူကိုလက်လွတ်သွားမလဲဆိုတာကိုလည်းရွေးချယ်ပြပါပြီ။ ယူနိုက်တက်ကမိုင်နူးကိုအသင်းမှာဆက်ထိန်းသွားမယ်ဆိုပေမဲ့ကာနာချိုကတော့တင်းတင်းနဲ့ပမာဏရရင်ရောင်းချသွားမှာဖြစ်ပါရင်ကာနာချိုဟာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှာအဓိကကစားသမားဖြစ်အသုံးတော်ခံနေပေမဲ့အနာဂတ်မသေးချာဖြစ်နေတဲ့သူပါပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့ကာလကလေးကအသင်းကနေထွက်သွားဖို့ရာနှိစက်ဆုံးအနေထားကိုရောက်သွားခဲ့သူဖြစ်ပါရင်အော်လင်အသင်းကကာမရန်စကီလီယာနေရာစားထိုးဖို့ကာနာချိုကိုခေါ်ယူခြင်းခဲ့တာဖြစ်ပြီးကစားသမားနဲ့ပို့ဝင်ဆိုင်ရာသဘောတူညီမှုရရှိသွားခဲ့ပါရင် ါပေမဲ့နိုင်တဲ့ဘက်ကတောင်းဆိုတဲ့ပြောင်းရွှေ့အခြေကိုနာပိုလီတို့ဘေးမချင်နိုင်ခဲ့လို့သာအပြောင်းရွှေ့မဖြစ်မြောက်ခဲ့တာဖြစ်ပါတယ်။လာမယ့်နေရာဒီမှာတော့ကာနာချိုရဲ့ပြောင်းရွှေ့သတင်းတွေကိုပို့ကြရဖို့ရှိပါတယ်။ဟွန်ဆင်းကတော့လာမယ့်နေရာဒီမှာ United ဟာကာနာချိုအပြင်ကမှနောက်ထပ်ကစားမ6ဦးကိုလက်လွတ်သွားနိုင်ကြောင်းဆိုထားပါတယ်။သူကလာမယ့်နေရာဒီမှာကာနာချို United ကနေထွက်နိုင်ခြေရှိပါတယ်။ကျွန်တော်နားလည်ထားတာကကာနာချိုလည်းလက်ခံမယ်။ United ဘက်ကလည်းဂျင်းနေမယ်ဆိုရင်အပြောင်းအရွှေ့ကဖြစ်လာမှာပါ။ဂါနာဂျိုနေမကပါဘူး Redford Sancho Anthony Casemiro ပွိုင်နဲ့မာလာဆီယာတို့ကလည်း United ကနေထွက်ရနိုင်ခြေရှိတဲ့ကစားသမားတွေပါပဲ။ Mainu ကတော့ United တို့ဆက်ထားသွားဖို့ရှိပါတယ်။ Erinson လည်းနေလာလို့ထွက်ပြီဆိုတော့ Lasa တွေပို့ထွက်လာမှာပေါ့ Mainu ကိုထိန်းထားမှာပါလို့ပြောသွားခဲ့လိုက်တာဖြစ်ပါတယ်။ Austin ရဲ့ဆိုရင် United တို့ဂါနာဂျိုကမဖြစ်မနေအသင်းမှာဆက်ထိန်းထားစရာမလိုတဲ့ကစားသမားပဲဖြစ်ပါတယ်။ United တို့အသင်းမှာရှိသမျှတိုက်စစ်ကစားသမားတွေအကုန်နီးပါးကိုရောင်းထုတ်မလို့တောင်ဖြစ်နေပါပြီ။ ချန်တော်ဆိုလို့အာမက်ဆဇီတို့လာချန်တော်မှာပါ United ဟာဒီအတွက်လည်းအခုခေတ်ကပြင်ဆင်နေပါရင် Austin ရဲ့အဆိုအရ United ဟာလာမယ့်နေရာဒီအစောပိုင်းမှာရင်ကွန်ညာ Leon Delatto ကိုခေါ်ယူဖို့ပြင်မှတ်ထားနေပြီးလက်ရှိမှာတော့ကွန်ညာနဲ့သဘောကျုပ်သဘောတူညီမှုရရှိသွားပြီဖြစ်ပါရင် Rafa နဲ့ United ကြားကဇလန်ကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါရင်ဟုတ်ကဲ့ပါမြောင်ဗီဒီယိုလေးကလာပါပဲနောက်နေ့မှလည်းအာခစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ